င်္ဂလာပါရှင်ဇွန်လ25ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ထူးထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့မိုးမိတ်မြို့နယ်မှာ TNLA နဲ့ SSPB SSA တို့တိုက်ပွဲဖြစ်တဲ့သတင်း။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာတအောင်တက် TNLA နဲ့ရှမ်းပြည်တက် SSPB SSA တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နှစ်ဖက်ထုတ်ပြန်ထားကြောင်းသိရပါတယ်။ဇွန်လ23ရက်နေ့နဲ့စနေနေ့မိနစ်30ကမိုးမိတ်မြို့နယ်မိုးဟောက်ကျေးရွာအုပ်စု မိုးဟောက်ကျေးရွာတောင်ပတ်မှာ DNL နဲ့ SSPB SSA တို့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေကဆိုပါတယ်။တအောင်တက် DNL စစ်ကြောင်းတရှိရာကိုဇွန်လ24ရက်မွန်တဲ7နှစ်အချိန်မှာ SSPB SSA ကလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း DNL ကထုတ်ပြန်ထားပါတယ်။ SSPB SSA ဘက်ကတော့မိုးဟောက်ကျေးရွာတောင်ပတ် SSPB SSA တက်စကန်တရှိရာနေရာကို PSLF DNL ကစစ်ကြောင်းသုံးကြောင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်နှစ်ဖက်တပ်ဖွဲ့ကြားအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မှာကြောင်မဲမြို့နယ်ဟူးစွန်ကျေးရွာအနီးရှိ SSPB SSA နဲ့ PSLF DNL တို့တိုက်ပွဲဖြစ်ပွားပြီး DNL တပ်ဖွဲ့ဝင်2ဦးကြာဆုံးသွားခဲ့ရပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နှစ်ဖက်ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ကြားဖြန့်နေပါဝင်ခဲ့တဲ့အီသီယိုးပီးယားနိုင်ငံသား49ဦးကိုတပ်ဆိုင်ရာနိုင်ငံသို့လွှဲပြောင်းပေးရတဲ့တဲ့ရင်ကရင်ပြည်နယ်မြဝတီမြို့ရွှေကိုကိုမေထော်တလေကေကေပန်းနဲ့ကြောက်ခဲနေမြေများတွင် အွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိမ်လည်မှုများအပါအဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား49ဦးကိုဇွန်လ23ရက်တွင်မြန်မာထိုင်းအမတ်နှင့်ချစ်စည်းတရားမှတစဉ်သက်ဆိုင်ရာနိုင်ငံသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီပြည်နယ်လွှဲပြောင်းပေးရကြောင်းသိရပါဗျာ။ ဒါအပြင်မြဝတီမျိုးမဲထော်တလေး KK ပန်နေမီတို့တရားမဝင်လမ်းကြောင်းမြောင်းမှတဆင်ဝင်ရောက်နေကြတဲ့တရုတ်နိုင်ငံသား၈ဦးနဲ့ BNN နိုင်ငံသား၂ဦးစုစုပေါင်း၁၀ဦးတို့ကိုဆိုလာ၂၃ရက်တွင်ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ကြတဲ့အတွက်၂၀25ခုနှစ်ဇန်နဝါရီလ30ရက်မှဆိုလာ၂၃ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း6180ခုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါရရှင့် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အကြံဖတ်အဖွဲများထံမှပြန်လည်လွန်မြောက်လာတဲ့ကလေးတက္ကသိုလ်မှပေါမောက်ခါဌာနမှုများတာဝန်ပြန်ထမ်းဆောင်နိုင်ရေးနဲ့ကင်းကွာခဲ့တဲ့ကာလကိုလစာနှုန်းပြည့်စေရိတ်ခန်းစာခွင့်ရရှိနိုင်ရေးစာဝန်နေကြောင်းသိရတဲ့သတင်း အကြံဖက်အဖွဲ့များထံတနင်္လာနေ့ပါဖန်စီခေါ်ဆောင်သွားခြင်းခံရပြီးပြန်လည်လွတ်မြောက်လာတဲ့ကလေးတက္ကသိုလ်မှပေါမခဌာနမှုများအားလုပ်ငန်းဝင်ပြန်လည်ထမ်းဆောင်နိုင်ရည်နဲ့လုပ်ငန်းခွင်ကင်းကွာခဲ့တဲ့ကာလကိုလဆာနှုံပြေစေသူခန်းစားဝင်ပြည်တိုင်းရဲ့အတွက်ဆောင်းလျင်ရှိကြောင်းနာစကသတင်းထုတ်ပြန်ရေးအဖွဲ့မှဖြေကြားထားကြောင်းသိရပါဗျာ။ ကလေးတက္ကသိုလ်မှာပေါမခချုပ်ဒေါက်တာယောဟန်ထွန်းနဲ့ဆရာဆရာမ၁၂ဦးတို့ဟာပြန်လည်လွတ်မြောက်လာပြီဖြစ်တာကြောင့်အလုတဝင်များပြန်လည်ထမ်းဆောင်ခွင့်ပြုနိုင်ရေးအတွက်တင်ပြလာရတွင်၎င်းတို့အတန်းပေါမခချုပ်ဒေါက်တာယောဟန်ထွန်းဟာတပည့်အငြိမ်းစာယူသွားပြီဖြစ်ပါတယ်။ ကြံရှိတဲ့ဆရာဆရာမ72ဦးဟာစစ်ဆေးတွေ့ရှိခြင်းများအရာအကြံဖက်အဖွဲ့အစည်းရဲ့ဖန်ဆီးခြင်းခံရသူများဖြစ်ခြင်း၎င်းတို့ရဲ့ပြုလုပ်မှုသို့မဟုတ်ပြက်ကွက်မှုကြောင့်မဟုတ်ပဲမမျှော်မှန်းနိုင်တဲ့အခြေအနေကြောင့်သာအလုပ်ခင်မှာကဲခွာခဲ့ခြင်းသာဖြစ်ကြောင်းတွေ့ရှိရခြင်းတို့ကြောင့်တိုင်းဒေသကြီးပြည်နယ်များရှိတက္ကသူများတွင်ပြန်လည်တာဝန်ထမ်းဆောင်နိုင်၏နှင့် အလုတ်ကင်မှာကင်းကွာခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ26ရက်မှစလို့ကင်းကွာခဲ့တဲ့ကာလကိုလာစာနှုံပြစီတို့ခန်းစားခွင့်ပြုနိုင်ရေးအတွက်သက်ဆိုင်ရာဌာနများသို့သဘောထားမှတ်ချက်များတောင်းခံပြီးလောက်ထုံးလုံနည်းများနဲ့အညီဆောင်ရွက်ရရှိကြောင်းပြန်ကြားအပ်ပါသည်ဟုဖြေကြားထားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငလျင်တန်းတဲ့ပြည်သူတသိန်းခွဲကိုဆက်လက်ထောက်ပံ့မယ်လို့ကုလာဆိုတဲ့သတင်း နလာတာအတွင်းငလင်တန်းတင်ပြည်သူတသိန်းခွဲကိုဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း United Nations မြန်မာကထုတ်ပြန်ကြောင်းသိရပါဗျာ။ ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP နဲ့မိဖန်အဖွဲ့များဟာဇွန်နဲ့ဇူလိုင်လအတွင်းငလျင်တန်းသိပြည်သူ တသိန်းခွဲကိုရွေးချယ်ကစားနပ်ရိက္ခငွေသားအာဟာရနဲ့ပြန်လည်ထူထောင်ရေးအကူအညီများဆက်လက်ပေးအပ်သွားရန်ရည်ရွယ်ထားကြောင်း United Nation မြန်မာကဇွန်လ24ရက်တွင်သတင်းထုတ်ပြန်ပါတယ်လရှိအချိန်မှာကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP နဲ့မိဖတ်အဖွဲ့များဟာသခိုင်းမန္တလေးရှမ်းပြည်တောင်ပိုင်းနဲ့နေပြည်တော်တို့တွင် ငလျင်ပေးတုံ့ပြန်ရေးလုပ်ငန်းစဉ်အဆင့်တစ်အဖြစ်လူဦးရေလေသိန်းကို အကူအညီပေးပြီးဖြစ်ကြောင်းသိရပါရရှင်။ထပ်မံတင်ဆက်မယ့်သတင်းကတော့ Sky Villa အပြည့်အစည်းပုံအောင်မှာအမျိုးသမီးရုံလောင်း၄ခုနဲ့ကျန်285သိန်း၊ရွှေ88ကျပ်သားနဲ့ကြောက်တံဗရန်များများတွေ့ရှိတယ်လို့ဆိုတဲ့သတင်း။မန္တလေးငလင်ကြီးကျောင်းပြိုကျခဲ့တဲ့ပြိုကျ Sky Vela ကုန်းတို့ပြည့်စည်ပေါ်မှာဇွန်လ24ရက်က အမျိုးသမီးရုပ်အလောင်း၄ခုနဲ့စက်သိန်း285သိန်း ရွှေ88ကျပ်သားနဲ့အခြားကြောက်တံပြက်များများတွေ့ရှိကြောင်းမြန်မာနိုင်ငံမိသက်ဦးစီးဌာနထံကသိရပါဗျ။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဝေကယ်ဇေယျတပ်ဖွဲ့ဝင်များမှရုပ်လောင်းကြံရှိနေသောမန္တလေးမြို့စကိုင်းဖလာအဆောက်ဦးအေအဆောင်နှင့်ပြီးအဆောင်တို့အားရှင်ရန်နေရများအုံပြု၍ဖယ်ရှားရှင်းလင်းခြင်းနှင့်ရုပ်လောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာဇွန်လ24ရက်နေ့နဲ့10ရက်ကြာ ဘီအဆောင် အခမ်းမတ် L9 မှာအမျိုးသမီးတအုပ်ရဲ့ရုပ်လောင်းအားထုတ်ယူနိုင်ခဲ့ကြောင်းအဆိုပါအမျိုးသမီးရုပ်လောင်းတွေရှိရတဲ့ဘီအဆောင်အခမ်းမတ် L9 မှာပဲမြန်မာငွေ285သိန်းရွှေ30ကျပ်သား8တုံး1ကျပ်သား6တုံး2ကျပ်သား3တုံးရွှေကလေးတစ်ခု စိတ်နှကတ်တစ်ခုစိန်ဆွဲသီးတစ်ခုစိန်လက်စုပ်တစ်ကွင်းပြည်များကျဲ့သီး၅ခုပြည်များနှကတ်1ရန်ရွှေနှကတ်6ရန်ရွှေလက်စုပ်18ကွင်းရွှေဆွဲသီး၅ခု ရွှေဟမ်းချင်းတစ်ခုရွှေလက်ကောက်20ဝန်းပလက်တီနမ်ဆွဲကြိုးတစ်ကုန်ရွှေဆွဲကြိုး10ကုန်ဗန်စာအုပ်3အုပ်မှတ်ပုံတင်2ခုအိမ်အောင်စုဇာမူရင်တစ်ခုအင်္ဂရန်တစ်ခုဖုန်းပြတ်တစ်လုံးတို့အားပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတစ်ဆင့်ပိုင်ရှင်ထံသို့လွှဲပြောင်းပေးရကြောင်းသိရပါသည် အဲ့ဒီနောက်ရှာဖွေရှင်းလင်းမှုများဆက်လက်လုပ်ဆောင်ရာမုံလဲ၁၂နာရီမိနစ်30တွင်ဤအဆောင်နှင့်ပြီးဆောင်ကြမှာအမျိုးသမီးရုပ်လောင်း၃လောင်းဆက်လက်တွေ့ရှိထုတ်ယူနိုင်ခဲ့ကြောင်းမိသက်ဦးစီးဌာနမှသိရပါပါရှင်။ကျမတို့ရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူကြပြည်စင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။